ဆရာရွှေဦးတော်ရေးသားသည့်ဝါသုံးလုံးဝိတုကိုဖတ်ပြမှာဖြစ်ပါတယ်။အခန်းလေးဦးကြောက်ခဲရောက်လာခြင်း။ပေါင်ညွန့်ဦးသည်တရက်ပင်၌ရေးချဲ့ထားသောဝါသုံးလုံးအထည်အမှတ်ကို တွေ့မြင်ရသောအခါဖခင်အတွက်စိုးရိမ်ပူပန်သဖြင့်အရက်လေးမျက်နှာတို့ကိုလှမ်းမြော်ကြည့်ရှုပြီး၎င်းအမှတ်အသားမှာယခင်ကမိမိလာဆိုင်ကမတွေ့ခဲ့ရသည့်အပြင်စေးမှာလည်းဆူဆူဆက်ဆက်ပင်ရှိနေသေးသောကြောင့်မိမိညင်ခင်စင်ကြီးတို့စကားပြောနေသည့်အခိုက်အတွင်း ရေးချဲ့ထားခဲ့ခြင်းဖြစ်ကြောင်းထင်ရှား၏။ဤသူရေးချဲ့ထားသည်ဖြစ်စဉ်ဝါသုံးလုံးအသင်းသည်ဤသူကိုမျှပဒါနမထားဘဲစွန့်စွန့်ဆာဆာအလုလုတက်သည်ဟု၍လဲမောင်ညွန့်ဦးစဉ်းစားမိ၏။မောင်ညွန့်ဦးသည်အရက်လေးမျက်နှာတို့ကိုမျှော့ကြည့်နေစဉ်တရေအိတ်တလုံးကိုလက်ဆွဲလျက်ရောက်လာသောလူတစ်ယောက်ကိုတွေ့သည်နှင့်မောင်ညွန့်ဦးကစုံစမ်းမေးမြန်းသည်။ထိုလူကမိမိအမည်မှာဥကြောက်ခဲဖြစ်ကြောင်းဥပိုးအောင်နှင့်အလုကိစ္စတစ်ခုရှိ၍ရဝေးမှလာခဲ့ရခြင်းဖြစ်ကြောင်းပြန်ပြောလျာနောက်ဆုံး၌ ။ဘောင်ညွန့်ဦးနှင့်ဦးထွန်းတင်တို့သည်ထိုလူကိုဦးဘိုးအောင်ထံသို့ခေါ်သွားကြလေ၏။ဦးထွန်းတင်ကမူထိုလူနှင့်ဦးဘိုးအောင်တို့စောင်ရွက်ရန်ရှိသောအလုပ်တွင်မိမိလည်းအပါအဝင်ဖြစ်သည်ဟုပြော၍ဦးကြောက်ခဲကိုမိမိကလည်းမျော်လင့်ဆောင်ဆိုင်နေခဲ့ကြောင်းနှင့်ထောက်ခံပြောဆိုသည်၏။လူ၃ယောက်တို့လည်းဦးဘိုးအောင်၏ညီအိမ်သို့လျှောက်လာကြ၍ဝင်းပေါက်သို့ဆက်ရောက်ကြသောအခါဦးကြောက်ခဲသည်အပြင်းအထန်ထိတ်လန့်တုန်လှုပ်သွားဟန်လက္ခဏာနှင့်နောက်သို့ခြေတလန်းတွန့်ဆုံသွားသည်၏၎င်းနောက်ဥကြောက်ခဲအာ ဦးပိုးအောင်ဤအခန်းသို့ခေါ်သွား၍၎င်းနာရောက်သည့်မြေအယောင်းဝယ်ကိစ္စနှင့်ပတ်သက်၍အလုံးလုံးရန်စီမံကြတော်လဲဦးကြောက်ခဲမှာတုံလုံချင်းမပြေပြောက်တော့ဘဲမျက်နာ၌သွေးလည်းမရှိလက်များလည်းတဆတ်ဆတ်တုံရဲ့ရှိနေလေတော့ဤနောက်ဆုံး၌ဦးပိုးအောင်ကယခုအလုံးလုံး၍မရနှင့်နောက်တစ်ချိန်လာရောက်ရန်အကြံပေးပြီးနောက်ဦးကြောက်ခဲကိုပြန်လွှတ်လိုက်ရာဦးကြောက်ခဲသည်မိမိ၏တရေအိတ်ကိုလက်ဆွဲလျက်နေအိမ်မှခတ်တုတ်တုတ်ထွက်သွားလေ၏ဦးထွန်းတယ်မှာမိမိ၏အချိန်ကို လဟသက်ဖြုံးပြီးဖြစ်သည်ဟုဥကြောက်ခဲအပေါ်၌မကြေမချမ်းညင်ရေရွလျက်၎င်း၏ညီအိမ်ဘက်သို့ကူးသွားလေ၏တူတော်အတွဲ၌မောင်ညွန်းဦးသည်ဥယျာဉ်ထဲတွင်ကျင်ကလထိုင်တလုံးပေါ်၌ထိုင်လျက်ရှိသောစုံတော့ကိုတောင်းတန်ရှိရာသို့လျှောက်လာခဲ့လျာကိုတောင်းတန်သည်မောင်ညွန်းဦး၏မျက်နှာကိုမြင်သည်နှင့်ကိုတောင်းတန်ခုနှင့်ကဝင်လာတဲ့လူဟာဘာကိုမြင်လို့ဒီလောက်လန့်သွားရသလဲလို့စိတ်ကူးရင်းလာခဲ့တယ်မဟုတ်လားမောင်ညွန်းဦးဟုတ်တယ်ခမညာ ဟိုလူလက်လိုက်ပုံတော့အသားကိုဆက်ဆက်တုံနေတော့တာပဲ။ဘာကြောင့်မလဲခင်ဗျာ။ကိုတောင်းတန်။အညီကလူမဆိုထားနဲ့တော့အဝေးကြီးကလှမ်းကြည့်နေတဲ့ကြုံတောင်းသူလက်မုံကိုတတိပြုတ်လိုက်မိသေးတယ်။တခုခုမြင်လိုက်လို့လက်နာအေးကမ်းမယ်။ဒီလူကဘာကိစ္စနဲ့လာလာတဲ့လဲ။မောင်ညွန့်ဦး။ဖေဖေတို့ဥထွန်းတင်ညွန့်နဲ့ညီအယောင်းဝယ်ကိစ္စရှိလို့ဆိုထင်ပါရဲ့ခင်ဗျာ။ဒါထက်ခြံတောက်မှာဟွာသုံးလုံးအမှတ်တစိတ်တွေ့ခဲ့ရပြန်ပြီခင်ဗျ။လက်လက်ဆက်ဆက်ကြည့်ပဲ။ခုမနဲ့ရေးခဲ့ရတဲ့တူတယ်။ ဘလို့များအတိတ်ပဲကောက်ပါတယ်ဦးတောင်းနဲ့ကိုတောင်းနဲ့ကျုပ်ကိုမင်းရင်တော့မြ мян ပေးလိုက်ဖို့တိုက်တွန်းချင်တာပဲကိုမကျင်နဲ့ရင်နောက်မှပြန်ရအောင်တဖြည်းဖြည်းစီမံတာပေါ့ဗျာသူတို့တောင်းတာပေးပြီးအရှင်လက်လက်နဲ့အလုပ်လုပ်ရတဲ့ညီဟာက လူသေးပြီးမှ ပေါ်အောင်လိုက်တဲ့ညီထက်မကောင်းမိဘူးလားဗျာမောင်ညွန့်ဦးကျွန်တော်လည်းဒီလိုသဘောရလို့ဖေဖေကိုတိုက်တွန်းတာပဲဖေဖေကတဲပြီးကောင်းပါတယ်ခမခတ်တာပဲ၎င်းနောက်မောင်ညွန့်ဦးသည်ကိုတောင်းနံကိုဥယျာဉ်ထဲတွင်ထားခဲ့၍ ဖခင်ဦးဘိုးအောင်အားထက်မှန်တိုက်တွန်းအုံမြင့်အကြံနှင့်အိမ်ထဲသို့ဝင်လာခဲ့လေ၏ဦးကြောက်ခဲမှမူအလွန်ထူးဆန်းသော အပြုအမူတစ်ခုကိုပြုလုပ်ခဲ့၏တရေအိတ်ကိုလက်ဆွဲကဦးဘိုးအောင်၏ညီအိမ်မှထွက်လာခဲ့ပြီးနောက်ဦးကြောက်ခဲသည်ပြည်မျိုးဘက်သို့သွားသောဘတ်စကားတစည်းပေါ်သို့တက်၍လိုက်ပါသွားပြီးမှလမ်းတစ်ဝက်တွင်ဘတ်စကားမှဆင်းပြီးလျှင်တောထဲတွင်မြုပ်ထားသော၆လုံးပြူတလက်ကိုတူးဖော်လေ၏၎င်းနောက်ဦးကြောက်ခဲသည်တနက်ကိုမိမိ၏အဝတ်များအတွင်လျှို့ဝှက်စွာသွတ်သွင်း၍ ရန်ကုန်ဘက်သို့သွားသောဘတ်ကားတစ်စီးဖြင့်လိုက်လာပြီးလျှင်ဥပိုးအောင်၏အညီအညာမင်းကြီးမွေးတွင်ကားပေါ်မှဆင်းပြန်လေ၏၎င်းနှင့်မူးချုပ်ချိန်ကြီးလက်သောဥကြောက်ခဲသည်ဥပိုးအောင်၏ဝင်းချန်တောက်အနီးတွင်တနက်တကင်ကင်နှင့်လျှို့ဝှက်စွာချောင်းမြောင်းဆောင်ဆိုင်နေလေ၏